တာလီစောပါဒီကနေ့မေလာ20ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရေးနောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုစမညဏ်နေခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့အခုရက်ပိုင်းအေအေကလွတ်ပေးတဲ့စစ်သုံးမန်းနဲ့မိသားစုဝင်ဟာအယောက်900ကျော်အထိရှိလာတဲ့တည်င်းအေအေဒုစစ်ဦးစီးချုပ်ဒေါက်တာညွထွန်းအောင်ရေးသားထားတဲ့တပုံဖြူကပြစာအုပ်ထွက်ရှိလာတဲ့တည်င်းနဲ့မောင်တော်မှာစစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေ နေရောညပါနေ့စဉ်ပြန်ဝေးနေတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်အီအီကမရာဦးကစစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်တွေကိုလွတ်ပေးပြီးတဲ့နောက်မှာ အခုရက်ပိုင်းလွတ်ပေးတဲ့စစ်သုံးမန်းနဲ့မိသားစုဝင်အယောက်900ကျော်အထိရှိလာပြီလို့သိရပါဗျ။ AA ဟာမေလ19ရက်နေ့မှာမရအုံးမြို့နယ်ကစစ်သုံးမန်းနဲ့စစ်သုံးမန်းမိသားစုဝင်184ယောက်ပါဝင် မောင်တော်မြို့တိုင်းတိုက်ပွဲကအလေးဝင်လာတဲ့စစ်သုံးမန်း32ယောက်ကိုလွတ်ပေးခဲ့ပါတယ်။မေလ18ရက်နေ့ကလေဘူဒီတော်မြို့နယ်ကစစ်သုံးမန်းမိသားစုဝင်အယောက်300ကျော်နဲ့မေလ16ရက်နေ့မှာမင်းပြမြို့နယ်ကစစ်သုံးမန်းနဲ့မိသားစုဝင်225ယောက်တို့ကိုလွတ်ပေးခဲ့ပါတယ်။ ဒါကြောင့်အေအေကလွတ်ပေးတဲ့စစ်သုံးဘက်နဲ့မိသားစုဝင်စုစုပေါင်း940တယောက်ထိရှိသွားပြီဖြစ်ပါတယ်။လွတ်ပေးတဲ့သူတွေအထက်မှာကလေးတွေတက်ကြီးရွေတွေလေးပါဝင်ပြီးတက်ရင်းတွေကိုတိမ့်တဲ့အရှင်ကဖမ်းပြီးတဲ့မိသားစုဝင်တွေလေးပါဝင်တယ်လို့သိရပါတယ်။ရခိုင်မျိုးသားအဖွဲ့ရှုပ် ULL ရဲ့ဒုဥက္ကဋ္ဌတစ်လေးဖြစ်အာရခတတော်အေအေရဲ့ဒုတိယစစ်ဦးစီးချုပ်လေးဖြစ်တဲ့ဒေါက်တာညူထွန်းအောင်ရေးသားထားတဲ့ ်သပုံးဖြူအမည်ရှိတဲ့ကဗျာစာအုပ်ထွက်ရှိလာပြီလို့သိရပါတယ်။အဲ့ဒီစာအုပ်ဟာအခုမေလာအတွင်းထွက်ရှိလာတာဖြစ်ပြီးတော်လန်ရေးနေမျိုးတွေကနေတဆင့်ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေစီစတင်ဖြန့်ဖြူးရောင်းချနေပြီလို့နှိစက်သူတွေစီကနေသိရပါတယ်။စာအုပ်တန်ဖိုးကိုမြန်မာငွေ7000သတ်မှတ်ထားပြီးပြည်ပရောက်သူတွေဝေယူနိုင်ဖို့အတွက်လေသက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းသတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။ စာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုလေစစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲတွေအတွင်ကိုလက်အင်ကပေးဆက်စွန့်လွတ်ထားရတဲ့တော်လန်ကြီးရေးပေါ်တိုင်းကိုအရှိုးကျမျှဝေကူညီမေးလို့လေသိရပါဗျ။အခုကာလမှာဒီကဗျာစာအုပ်ထွက်ရှိလာတဲ့အပေါ်ရခိုင်ကစာရေးဆရာကိုဝီဟင်အောင်ကဒီစာအုပ်ဟာရခိုင်လူငယ်တွေကိုလေစိတ်ခွန်အားအများကြီးဖြစ်စေတဲ့အတွက်တော်လန်ကြီးအတွက်လေအထောက်ပံ့ဖြစ်တယ်လို့ လူငယ်တွေအတွက်လေအများကြီးစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့နမီဇရာကပြောပါရယ်။အာရခတက်တော် EE ကတင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နီမှာစစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေဟာအခုနောက်ပိုင်းညရောညပါနေ့စဉ်ပြန်ဝေးနေကြတယ်လို့သိရပါရယ်။စစ်ကောင်စီရဲ့ဂျက်တိုက်လီရင်တွေဟာမောင်တော်မြို့နီမြောက်ပိုင်းတောင်ပိုင်းနဲ့မြို့ပေါ်အနီးကိုအထိမေလ15ရက်နေ့ကနေမေလ20ရက်နေ့အထိ နှီးစဉ်ရက်ဆက်ပြောင်းဝေးခဲ့တာလို့ဒီတာခန့်တွေက ပြောပါရယ်မနက်အယုံပိုင်းနဲ့ညနေပိုင်းတွေမှာမောင်တော်မြို့နေကိုကြက်တိုက်လီငွေနှီးစဉ်ပြောင်းဝေးပြနေလို့မောင်တော်ဒီတာခန့်လူကြီးတယောက်က ပြောပါရယ်အခုလို့ပြောင်းဝေးလာနေတဲ့အတွက်ဒီတာခန့်တွေ အကြာစိုးရင်နေပြီးတတိဝရိယနဲ့နေဖို့လေဒီတာခန့်တွေအရှင်ရှင်တိုက်တွန်းပြောဆိုနေကြတယ်လို့သိရပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်ဖားကန်းမြို့ကိုရှီတက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကရှင်လူလဲ့ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းတွေဟာမေလ21ရက်နေ့မှာဖားကန်းလုံခင်လန်းကတဒားညီနောင်နာနဲ့အင်းတော်ကြီးဖားကန်းလန်းကြားကိုရောက်လာတဲ့အချိန် KIA နဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတိုက်ပွဲဟာပြင်းထန်နေတယ်လို့ဖာကန်ဒေတာက KIA နဲ့နီးစပ်သူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီဘက်ကလေလေကြောင်းနဲ့ပါတိုက်နေတယ်လို့ KIA ဘက်ကလေဖာကန်ကိုလုံးဝအဝင်မခံပေးအသေးခံချနေတာလို့သူကဆက်ပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအသေးပြောက်များပြီး စ်ကြောင်းပြုတ်ပွေးမှုတွေရှိနေတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခေယံတချို့ကလေး KIA ကသိမ်းဆည်းရမိထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားလူလာတဲ့ယူကရိန်းသမရဟောင်းရဲ့အကြီးတန်းလက်ထောက်ဖြည့်တောင်းဝန်ထမ်းဆောင်ခဲ့သူယူကရိန်းနိုင်ငံရဲ့သမဟောင်းဟာစပိန်မြို့တော်မက်ဒရစ်မြို့မှာပြစ်တက်ခံလိုက်ရပါတယ်။ရုရှားကိုလူလာထောက်ခံတဲ့ယူကရိန်းသမရဟောင်း ဗီတာရီယာနိုခိုဘီရဲ့အကြီးအကဲလက်ထောက်ဖြစ်တောင်းဝန်ထမ်းဆောင်ခဲ့သူယူကရိန်းနိုင်ငံရေးတမဟောင်းလွတ်တော်အမန်ဟောင်းတယောက်ဖြစ်သူအန်ဒရီဖော့နက်ဖာအသက်ခံခဲ့ရတာပါသူဟာစပိန်မြို့တော်မက်ဒရစ်မြို့အနီးကစာတင်ကျောင်းတစ်ခု အပြင်ဘက်မှာမီလာ21ရက်နေ့မနက်ပိုင်းကပြစ်သက်ခံခဲ့ရတာလို့စပိန်အမျိုးသားရေတပ်ဖွဲ့ကပြောကြားထားပါတယ်အသက်52နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖော့နက်ဖာဒေတာစံတော်ရှင်မနက်9:15မိနစ်လောက်က အနက်ရောင်မှ CD ကာတွေဝင်ရောက်နေတဲ့အချိန်တနက်နဲ့အချက်ပေါင်းများစွာပြစ်သက်ခံကြရတာပါတေဆုံးသူဟာအဲ့ဒီကျောင်းမှာတက်နေတဲ့ကျောင်းသားတယောက်ရဲ့ဖခင်ဖြစ်နိုင်လေလို့ယူဆရတဲ့အကြောင်းကျောင်းနဲ့နီးစပ်သူတယောက်ကပြောဆိုထားပါရရှင်နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ကျွန်တော်တို့ Narin Sura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narin Sura ရုပ်သံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။